အခက်ခဲရတော့ဒီလိုပေါ့ဟိုပါပေါ့ဟိုကိုကစာပေဝါသနာပါတော့ဟိုစာရေးတဲ့အခါကျတော့လीဟိုဒီပြောပြရမလဲဟိုအက်ဒီတာတွေစပွဲတွေရတာဆောင်းမွဲပဲလीကျွန်တော်တို့အတွက်ဒီနေရာမှာတော့ကန့်ကျိုးပေးကောင်းတယ်လို့ပဲဆိုရမှာပေါ့ဟိုဖြတ်တန်းခဲ့တဲ့မြတ်စာရေးကာလမှာဟိုအက်ဒီတာစပွဲတွေကိုဖြတ်တန်းတဲ့အခါမှာဟိုဆောင်းမွဲ ကြတာတဲ့ဆိုင်အောင်ခဲ့တာတော့များခဲ့ပါမင်္ဂလာပါဆရာ။ဟုတ်ဟုတ်ကဲ့မင်္ဂလာပါ။ဆရာကလောင်းနာမည်လေးမေးချက်ပြောပါ။ကျွန်တော်ကစောင်းဝင်းလက်ပါ။တာဘီလောကကိုစောင်းဝင်းတာတော့ဟောပါဗော1966တုန်းကလေ။ကျွန်တော်စိန်ညွန်းကျောင်းမှာတက်ခဲ့တော့လေ။ဟိုကလောင်းနာမည်မောင်ဖုံးမြင့်စိန်ညွန်းဆိုပြီးတော့အဲပထမဆုံးပုံနေစလုံးကပြားတော့အဲစိစာညာချမ်းကပြားလန်းစောင်းမှာ1966ပါ။အဲ့မှာစပြီးတော့ ဘုံနေစလုံးလောကကိုစရောက်တော့ပေါ့ကျွန်တော်ပကြီးဆွဲတာတော့ဒီလိုပါပကြီးဝါသနာပါတော့ကျွန်တော်တို့ဟိုចောင်းသားဘောကဖတ်เสียမဂ္ဂဇင်းနေများတယ်လေဟိုစာပေပြမမဂ္ဂဇင်းဆိုလို့ရှိရင်လည်းပဲဟိုဒီတော့ site တော်တော်ကြီးရယ်စာပေပြမမဂ္ဂဇင်းဆိုတာအဲစာပေပြမလာစင်ထုတ်တာအဲ့မဂ္ဂဇင်းမှာဆိုရင်ဟိုပကြီးအမှုပညာဝင်တော့ဦးသက်ဝင်သူကနေပြီးတော့အခြေခံပကြီးရေးဆွဲနေဆိုပြီးတော့ ဟိုတရုတ်ပြပုံနေရဲနောက်ကျွန်တော်တို့နားလဲလွယ်တဲ့စကလုံးနေနေပေါ့အခြေခံပတိဆောင်းပါးတွေလာစဉ်ရေးတယ်ပကြီးရေးဆွဲနေရတော့ constant ပေါ့ဟိုကိန်းတည်ရလို့မရှိပါဘူးဟိုပေါ်လာတဲ့အကြောင်းအရာပေါ်မှာမူတည်ပြီးတော့ဒါလေးကိုတော့ရိုးရအခြေခံပြီးခစ်တဲ့နည်းလေးနဲ့ပေါင်းပြီးတော့တရုတ်ဖော်ပြရင်ကောင်းမလားဒါမှမဟုတ်လဲ realism ဟိုတဘာဝတရားလေးနဲ့ပဲဟိုရိုးရိုးလေးပဲဆွဲရင်ကောင်းမလားဆိုတာအကြောင်းအရာပေါ်မူတည်ပြီးတော့

ျွန်တော်ချင်းတွင်းမြက်ဝမ်းစီတို့အလွမ်းဆိုပြီးတော့အဲ့ဒါကျတော့ဆရာရဲ့ဟိုပါဘောချင်းတွင်းမြက်ကိုဒီ bird eye view ပေါ့ဟိုချင်းတွင်းမြက်နားမှာရှိတဲ့အနေထားတွေပေါ့အဲ့ဒါတွေကိုဟို plan view လို့လည်းခေါ်တယ် bird eye view လို့လည်းခေါ်တယ်ပေါ်စီးရမြင်ရတဲ့အကြောင်းတွေပေါ့တိတိလေးပဲကျွန်တော်အဲ့ဒါလေးကိုကျွန်တော်အဲ့ဒါနိုင်ငံမှာနေတော့ဟိုမှာမြေးလေးတယောက်ရှိတယ်။သူကလည်းပတိဝါဒနာပါတော့သူဆွဲတဲ့ပစ္စတယ်လေးတွေပါလေးတွေအယောင်လေးတွေ ਨੇ ါလေးကျွန်တော်ဆွဲပြီးတော့ဟိုလူကြုံမရှိတော့အဲ့ဒါကိုဟိုဟာနဲ့ပဲအီးမေးလ်နဲ့ပဲပုံဒီကတားစီတားအဲ့တော့ကျမ်းမာသေးတော့သူ့စီပို့လဲတော့ तू ကအဲ့ဒါလောကနတ်မှာမခင်ရစင်တို့ဟိုဟာပေးလိုက်တဲ့အခါကျတော့သူကလောကနတ်ပကြီးကမ်းမှာအဲကျွန်တော်ကားပြဝဲနှစ်ချိန်ပေါ့နော်နောက်တတိယချိန်ပကြီးပြဝဲကတော့ဆရာတို့လည်းရောက်ခဲ့တယ်ဟိုတူနာအနော်ထားပကြီးပြကမ်းမှာအဲ two companion ဆိုပြီးတော့လေ ဟိုတကယ်ရင်းနှစ်ယောက်ဆိုတော့ဟိုစာရေးဆရာအောင်ရှောင်းဝိုင်းနဲ့ကျွန်တော်နဲ့နှစ်ယောက်သူကလည်းပကြီးဝါနာပါတော့နှစ်ယောက်ပေါင်းပြီးတော့အဲဟိုအနော်ထားပြကန်းမှာပြခဲ့တယ်အဲကျွန်တော်ဘောမှာအဲပကြီးပြဝဲနေနဲ့၃ချိန်ပေါ့ဆရာရေအဲပြဘူးပါတယ်ဟောအခက်ခဲရတော့ဒီလိုပေါ့ဟိုပါပေါ့ဟိုကိုကစာပေဝါနာပါတော့ဟိုစာရေးတဲ့ခါကျတော့လीဟိုဒီဘယ်လိုပြောရမလဲဟို အရီတာတွေစပွဲတွေရတာဆောင်းမွဲပဲလေကျွန်တော်တို့အတွက်ငယ်စဉ်ကစပြီးတော့ကြောင်းနေခဲ့တယ်သူတို့ပေါ့အခြေခံသွားမှတပြေးပြေးနဲ့အတွေ့အကြုံစုံမယ်နောက်ကိုယ့်ရဲ့ဟို quality ကိုဟာပေါ့ qualify ဖြစ်မှုလည်းသိရမယ်ဆိုတော့ဟို magazine channel တွေရဲ့အရီတာစပွဲတွေကိုဖြတ်တန်းခြင်းတယ်ကိုယ့်ရဲ့စာမှုဟိုကျွန်တော်တို့ခေတ္တကဆိုလို့ရှိရင်အရီတာစပွဲအရီတာ၃လောက်ဖတ်ပြီးမှအလုံးအတီးပြုမှပုံစံလုံးဖြစ်ရတယ်အဲ့ဒါမျိုးကိုကျွန်တော်ကဟိုတပုတ်ဆိုတပုတ် ဖြစ်ချင်တယ်ဟိုဟာဟိုဒါမှလည်းကိုဟိုပယ်လိုက်ရင်ငါဘာလို့ပယ်ခံရလဲပြန်လေ့လာမယ်စူးစမ်းခြင်းအဲတခါကြောက်ရှင်လည်းအကြောင်းကြောင်းကြောင်းပယ်လာတာရှိတာပေါ့နော်ဟိုတခါကြောက်တော့လည်းပဲဟိုအိတ်တာဆိုပဲအားလုံးကနေကိုအောင်အောင်ပေးလိုက်တဲ့သဘောပါပဲအဲ့ဒီအခက်ခဲတွေကိုတော့အိတ်တာဆိုတာလည်းဒါအမှုညာရှင်ကြီးတွေလေတယောက်တစ်ယောက်စိတ်ချင်းမတူအမှုညာပစ္စည်းတစ်ခုကိုတယောက်ကနှစ်သက်ပြီနဲ့တယောက်ကဒီနေရာလေးတော့အားနေတယ်ဆိုပြီးတော့ အသုံးပြုခြင်းမှာအသုံးပြုမယ်အဲ့တော့စိတ်ထက်တထိတ်ထိတ်နေပေါ့ဒါလှုပ်ရတဲ့ဘုဆန်နဲ့အခက်ခဲပါဒီနေရာမှာတော့ကံကျိုးပေးကောင်းတယ်လို့ပဲဆိုရမှာပေါ့ဟိုဖြတ်တန်းခဲ့တဲ့မြတ်စာရေးကာလမှာဟိုအိဒါစပွဲတွေကိုဖြတ်တန်းတဲ့အခါမှာဟိုဆမ်ဝဲကြာတာတဲ့ဆိုင်အောင်ခဲ့တာတော့များခဲ့ပါတယ်ဟုတ်ကဲ့ကျွန်တော်ပြောချင်တာတော့ဟိုစာဖတ်သူတွေအားလုံးကဒါကျွန်တော်တို့ရဲ့ဟိုစာရေးဝါသနာရှင်တွေစာဖတ်ပြည့်တတ်တွေအားလုံးကဒါ ကျွန်တော်တို့ရဲ့ကျေးဇူးရှင်တွေပေါ့သူတို့ရှိလို့လေကျွန်တော်တို့စာရီဟိုပြန့်နှံ့တာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ကျေးဇူးရှင်ဖြစ်တဲ့စာပေဝါဒနာရှင်တွေမိတ်ဆွေတင်ကားတွေဆရာဆရာမတွေနောက်စာဖတ်ပိတတ်တွေအားလုံးကိုကြီးချမ်းသာခြင်းစိတ်ချမ်းသာခြင်းရှိနိုင်ကြပါစေအာချမ်းသာဒုက္ခပြေဝကြပါစေအာမေတ္တာတဟဂတိနာစိတ္တတာတပ္ပပါဏပုတေတုဟရိတဝဝိရဏသမာရိယာမိဆိုတဲ့အတိုင်းပဲအဲကျွန်တော်ရှင်နေရ ဒါလှိုက်လဲဆိုတာ ਨੇ စုမကောင်တောင်းပါတယ်